မြန်မာစာရေးတဲ့အခါမှာဒီလိုမျိုးစာခွဲနဲ့စာမျက်စွန်းတွေထပ်တဲ့အခါမှာဒီလိုအပြက်ကလိုအမှန်မထွက်ဖ ೇನೆ ဒီလိုအလေလေးမှာကပုံစံအမှန်မထွက်ဘူးပေါ့နော်အဲ့တော့အဲ့လိုအမှန်မထွက်ရင်ဘယ်နည်းနဲ့အသုံးပြုပြီးပြဒိယာဆိုရင်ဒါလေးဆိုအမှန်ထွက်တယ်အဲ့တော့ဒီပုံစံဆိုရင်အမှန်မထွက်ဘူးအဲ့တော့အဲ့လိုအမှန်မထွက်တာစီဘယ်နည်းပြင်လို့ရတယ်လေဆိုရင်တော့ထိတ်ဆုံးမှအရင်ဆုံးဖောက်ပြင်ထားလိုက်နော်အဲ့တော့ဖောက်မှာက မြန်မာ text ပေါ့ control shift y တော့ control shift နဲ့တည်းမရရင်ဒီကမြန်မာ text ဒါအခုစပြီးကြအောင်စဖြစ်နေနော်အမောမြန်မာတက်စပြောင်းပါမြန်မာတက်စပြောင်းပြီးကြာရင်ဒီမှာစာတည်းရိုက်ထည့်မယ်စာကစာခွဲစာခွဲဆိုတော့ shift set ါပေမဲ့သူကအင်္ဂလိပ်စလုံးမရဘူးထိမှမြန်မာ test ပြန်ထားအင်္ဂလိပ်စလုံးမရသေးဘူးအဲဆိုဒီညာဘက်အောက်ဆုံးတောင်မှာအင်္ဂလိပ်စွာလေးရှိတယ်ဒီ English မှာသူက window space နေလေရဒါမို့လို့ English ကိုနေပြီးတော့ Burmese မြန်မာ visual order keyboard ကိုရွှေ့ပြရမယ်နော်ရွှေ့ပြီးသွားရင်တော့စာလေးပြန်ရထည့်ကြည့်မယ် shift set စာခွဲရမယ်ပြီးစလုံးထပ်မှာဖြစ်တဲ့အတွက် shift up ပြီးစာလုံးကစာလုံးက B ဒီရပင်းက S ော်လေးဆိုစင်ဒါကထိတ်မှာမြန်မာ test ပြောင်းပြီးလိုရိုက်တာအဲ့လိုမှမဟုတ်ဘဲနဲ့ပြီးတောင်စုနေရိုက်မယ်ဒါဆိုထိတ်ဆုံးမှာပြန်ပြီးတော့ပြီးတောင်စုပြောင်းပြရမယ်ပြီးတောင်စုတင်ရွှေရွေးပြီးသွားရင်လည်းအလိုပဲထိတ်မှာပြီးတောင်စုပဲပြန်ပြောင်းမြန်မာ test ပြန်ပြောင်းပြောင်းရတယ်ဒါပေမဲ့ဒီညာဘက်အောက်တောင်ဒီမှာတော့ Barmis မြန်မာ visual order ပြရမယ်ပြီးတော့ဆက်လေးပြန်ရမယ် shift set စာပွဲစလုံးထပ်မယ် shift f စာလုံး b ြက်ပြီး yes ဒါဆိုလည်းဆင်ပြီးနော်အဲ့လိုမှမဟုတ်ဘဲနဲ့ဒီညာဘက်အောက်တောင်းက visual keyboard keyboard ၄ရာပုံစံမဟုတ်ဘဲနဲ့သူကအင်္ဂလိပ်စာဖုန်းပြန်ပြောင်းလိုက်တယ်နော်ဒါဆိုရင်ဒီမှာအင်္ဂလိပ်စာဖုန်းပြောင်းမယ်ဒီမှာပြည်တော်စုဝင်နေပြီပြည်တော်စုဝင်နေဆက်နေလိုက်ရင်ဒီမှာပြည်တော်စုဝင်နေအဲ့တော့ဒီမှာဆိုင်ရတော့စက်နေပါတယ်အင်္ဂလိပ်စာလုံးမရအဲ့တော့မြန်မာဖုန်းအပြောင်းချင် control shift နဲ့ ဘူးလေးစလုံးပဲအဲ့တော့ဘာလေးကိုပြန်သွားပေးလို့ရမယ်ဆိုတော့ key match ရှာပေးလို့လေဒီ out shape ကမှန် blue မှာနေပြီးတော့ key e y ဒါဆို key match တွေဝင်လာပြီနော်အဲ့တော့ key match ကဒီလိုဝင်လာပြီဆိုရင်တော့ချက်ချင်းကနေပြီးပြေးလိုက်တော့ဘာလို့လဲဆိုဒီညာဘက် out down မှာ key match တွေဝင်နေလို့နော်အဲ့တော့ဒီညာဘက် out down ကဒီအပြာရောင်လေးမှာ right click နှိပ်ပေးရတယ် right click နော်လက်ကလေးအဲ့တော့ဒီခါလေးကြာရင်လက်ကလေးနှိပ်လို့မရရင်လွတ်တဲ့နေရာနှိပ်ပြီးတော့ဒီ key match ဆိုစာလေးမှာအရင် click တစ်ချက်နဲ့ ဒီမှာဒီလို click နှိပ်ပါနှိပ်ပြီးတော့မှနောက်ထပ် right click နှိပ်ပြီးတော့ပြည်သာစုအမှန်နော်အဲဆိုရင်တော့ဒီအောက်မှာလည်းပြည်သာစုအမှန် form ဖြစ်တယ်ဒီမှာလည်းပြည်သာစု form ဖြစ်တယ်အဲ့တော့အပေါ်ကပြည်သာစု form ဖြစ်ပြီးတော့ဒီအောက်မှာကပြည်သာစု form ဖြစ်နေဒီလိုမျိုးဇာခွဲရိုက်တဲ့အချိန်မှာဒီပုံမှန်မထွက်ဘူးဈာထဲမှာဝါတဲ့ပုံစံမျိုးအဲ့တော့အခုပြည်တော်စုရိုက်ထားတယ်ဒီညာဘက်အောက်ထောက်မှာလည်းပြည်တော်စုဖောင်ဖြစ်နေစာရေးရတယ်ရှစ်ဆက်စလုံးထပ်မယ်ရှစ်ဘက် စာလုံးစာလုံးက p အဲရပင်ထုံးစံတိုင်း si တက်ရှင်မှာဒီလိုဖြစ်သွားအဲ့တော့ပြီးအောင်စုဖောင်းနဲ့အပေါ်မှာလည်းပြီးအောင်စုဖောင်းပြောင်းထားတယ်ဒီမှာလည်းပြီးအောင်စုတီးမက်ချစ်ဝင်ထားတယ်ဆိုရင်ဒီလိုပုံစံလေးရနိုင်မယ်အဲ့လိုအနေထားဆိုရင်ဒီဟာလေးကိုတီးမက်ချစ်ကိုဗာပြန်လုပ်ပြရမယ်ဆိုရင် acid ထွက်လာ acid ထွက်ရင်ထွက်မထွက်ရင်ဒီကီးမက်ချစ်ကိုအောက်တာ control shift နေလိုက်ရင်ဒီမက်ချစ်ကထွက်သွားပြီနော်ဒီမက်ချစ်မှာမဖောင်းရေးထားတာမရှိတော့ ဒါမှမဟုတ်ရင်လည်းကြီးမဲ့ချင်မှာ right click နှိပ်ပြီးတော့ click နှိပ်ပြီးတော့နောက်ထပ် right click နဲ့အိတ်စင်းနဲ့ထွက်လိုက်ဒါဆိုဒီမှာ image လုံးဝမရှိတော့အပြာလည်းမရှိတော့နော်အဲ့တော့အပြာမရှိတော့ဘူးဆိုတော့ဒီမှာ english ဒီက english ကိုနှိပ်မယ် bamis မြန်မာ keyboard ကိုရွှေ့အဲတခါလေကျအဲ့မှာ bamis မြန်မာ keyboard ကမဝင်နေတတ်ဘူးအဲ့လိုမဝင်နေတဲ့အောက်က language preference ကိုထပ်နှိပ်မယ် language preference ကိုနှိပ်ပြီးဒီဘက် channel က ကီးဘုတ်ကိုရွေးထားရမယ်နော်အဲ့တော့ကီးဘုတ်ကိုရွေးထားပြီးရင်ဒါကတော့အခု best pin တွေပဲတောင်းလိုက်မယ်ကီးဘုတ်ကဝင်ပြီးသားဖြစ်နေလို့နော်ဒီ web version နဲ့ language ကိုရွေးလိုက်ဒါဆို language ကိုရွေးလိုက်ရင်ဒီမှာ Windows Display Language English United States Preferred Language ဒီမှာ English United States ဒီမှာ Burmese မတက်လာဘူးဆိုရင်တချို့ကမရှိတတ်ဘူးနော်အဲ့လိုမရှိရင်ဘယ်မှာရှာရမလဲဆိုအပေါ်အဲ့ဒီ language ကိုနှိပ်လိုက်။နှိပ်ပြီးရင်ဒီထဲမှာနောက်ထပ်ပါဠိကိုထည့်ချမယ်ဆိုမြန်မာ အဲ့လို scuba ရွှေ့သွားလိုက်အဲ scuba ရွှေ့ပြီးသွားတော့မြန်မာမြန်မာစာဆိုတာလေးကအခုကဒီအောက်မှာခေါ်ထည့်ထားပြီးသားမို့လို့ဒီမှာမိန်နေတာနော်အဲ့တော့ခေါ်မထည့်ရသေးဘူးဆိုဒီမှာလင်းနေလိမ့်မယ်အဲ့ဆိုဒီမှာမြန်မာစာကိုနှိပ်ဒါဆိုခေါ်မထည့်ရသေးဘူးဖိလစ်ပင်းဟာခေါ်ထည့်မယ်ဆိုဖိလစ်ပင်းကိုကလည်းနှိပ်လိုက်ပြီးသွားရင် next နဲ့သွားလိုက်ကိုယ်ဆက်ထဲမှာ default ရောက်သွားမယ်ပို့ဒါအခုကမြန်မာစာခေါ်ထည့်ပြီးသားမို့လို့နော် တော့မြန်မာစာမှာကလင်းနေပြီး next နဲ့သွားအခုခေါ်ထည့်ပြီးသားဖြစ်တဲ့အတွက်မြန်မာစာမှာကလင်းနှိမ့်လို့မရဘူးမှိန်နေလိမ့်မယ်အဲ့တော့မှိန်နေလိမ့်မယ်ဆိုတော့ဒါထည့်ပြီးသားမှုလို့ပေါ့ကိုယ်ဆက်မှာမထည့်ရသေးဆိုမြန်မာစာမှာဒီအခုနှိမ့်တယ်လို့ကလင်းနေပြီး next နဲ့သွား next နဲ့သွား finish နဲ့သွားလို့သွားပြရမယ်နော်အဲ့တော့အခုလောလောဆယ်တော့ထည့်ပြီးသားဖြစ်တဲ့အတွက် cancel နဲ့ပဲထွင်မယ်အဲ့တော့ကိုယ့်ရဲ့ဆက်မှာဒီမှာ English United State တခုပဲရှိနေမယ်ဒါဆိုရင်တော့အောက်က Barmis Phone လေးထည့်ထည့်ပြီးဘူးလို့ပဲပြီးသားရင်တော့ချက်ချစ်ကဲ့ ဘာမီစ်ဖောင်ထည့်ပြီးသားအဲ့ဒီ language နဲ့ဘာမီစ်ဖောင်ထည့်ပြီးသားဒီမှာဘာမီစ်ဆိုတာလေးဝင်လာလိမ့်မယ်နော်အဲ့တော့ဘာမီစ်ဝင်လာပြီးရင်တော့ဒီဘေးနားလေးကနှိပ်လိုက်တာနဲ့ဒီ English ရဲ့ဘာမီစ်ရဲ့ရွေးစရာနှစ်ခုရှိတာပါလိမ့်မယ်ဒါဆိုရင်တော့ found ဒီမှာဘာမီစ်ဖောင်ဖြစ်ပြီးဆိုရင်တော့စလုံးအမှန်ပြန်ရပြီစာကွယ် shift set စလုံးထက်မဲ့ shift f စာလုံး b ရပ်ပင် s ဒါဆိုရင်တော့အမှန်ပြန်ရလာပါလိမ့်မယ်နော်